Miss Crow Recap ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ The Lost Bus 2025စလိုင်းအစမှာတော့ Kevin က963ဆိုတဲ့ school bus တစ်စီးကိုတာဝန်ယူထားရပါတယ်။တက်မှတ်ထားတဲ့ကျောင်းတွေမှာခလေးတွေကိုကျောင်းကျူပေးရပြီးရက်ကွက်အသီးသီးကိုပြန်လည်လိုက်ပို့ပေးရပါတယ်။တာဝန်ပြီးဆုံးကြောင့် school bus ဌာနချုပ်ကိုသတင်းပို့ပြီးတာနဲ့ကားသိမ်းမှုအတွက်ပြန်လာခဲ့လိုက်ပါတယ်။ ကားပေါ်ကရေဒီယိုကနေတဆင် Paradise မြို့မှာမိုးမရွာတာရပ်ပေါင်းအတော်ကြာပြီဖြစ်တာကြောင့်အပူချိန်လွန်ကမ်းမှုကိုကြုံရနိုင်ကြောင်းကြော်ညာနေပါတယ်။ဒီကနေတဆင်မီးလောင်မှုဖြစ်ပွားနိုင်ကြောင်းလည်းကြိုတင်အသိပေးခဲ့ပါတယ်။ဌာနချုပ်မှာကားတော့ကိုထားပြီးအိမ်ပြန်တော့မဲ့ Kevin ကိုတော့ Manager က Daily Scene နဲ့တင်ပေးဖို့အတွက်လှမ်းပြောလိုက်ပါတယ်။ Kevin လည်းနောက်နေ့မှတင်ပေးမှာဖြစ်ကြောင်းနဲ့အတူတစုံတစ်ခုကိုသတိရသွားပြီး Manager နောက်ကိုပြန်သွားလိုက်ပါတယ်။ ခေဗင်ကနေမကောင်းတဲ့ခွေးကလေးအတွက်စေးဖို့လဲလိုအပ်နေရဲ့အပြင်မိသားစုအတွက်လည်းစားဝတ်နေရေးအရာငွေကြေးပိုင်းအားနည်းနေတာမို့လို့အချိန်ပိုဆင်းကျင်ကြောင်းတောင်းဆိုကြည့်ပါရစေ။မန်နေဂျာကတော့ရုံးချုပ်ရဲ့စီမင်းအရာဝိုင်းကားမောင်းသမားတွေကိုပဲအချိန်ပိုပေးလောက်တာဖြစ်ကြောင်းလိမ့်လိမ့်မာမာလေးညှဉ်းဆန်လိုက်ပါရစေ။ခေဗင်ကတော့လက်မခံပဲတောင်းကျမ်းတော့မှာမို့လို့မန်နေဂျာကပဲအချိန်ပိုဆင်းဖို့အခွင့်ကြုံတာနဲ့ဆက်သွယ်ပေးမှာဖြစ်ကြောင်းပြန်လည်နှစ်သိမ့်ပေးလိုက်ရပါရစေ။ ကေဗင်တယောက်အိမ်ပြန်ရောက်လာပြီးတဲ့နောက်ခွေးကလေးရဲ့ကင်ဆာရောဂါကအခြေအနေဆိုးလာနိုင်ကြောင်းဒေါက်တာကဖုန်းဆက်လာပါတယ်။ရောက်ရောက်ချင်းပဲစိတ်ချမ်းမြေ့စရာတစ်စက်မှမရှိပေမဲ့နေမကောင်းဖြစ်နေတဲ့ခွေးလေးကိုနှုတ်ဆက်စကားဆိုလိုက်ပါတယ်။မိခင်ဖြစ်သူကိုနှုတ်ဆက်လိုက်ပြီးတဲ့နောက်စီးပွားရေးလည်းတစ်စက်မှအဆင်မပြေကြောင်းထပ်မံရင်ဖွင့်လိုက်ပါတယ်။ဒီလိုအဆင်မပြေကြောင်းကြိုတင်သိထားပြီးရမို့လို့တားခစ်သူရှောင်းတယောက်ကြောင်းထွက်လာပြီးအိမ်ကိုရောက်နေကြောင်းမိခင်ဖြစ်သူကပြောလိုက်ပါတယ်။ ရှောင်းနဲ့အစင်ပြေပြေဖြစ်စေဖို့လာမယ့်ပတ်ရက်မှာအတူတူဖြတ်သန်းမှုကန့်လန့်လိုက်ပေမဲ့အငင်းခံလိုက်ရပါတယ်။သားသမီးအပြင်မိသားစုအပေါ်တာဝန်မကျေနိုင်မှုကိုခံစားလာရတဲ့ကေဗင်ကခံစားရသမျှကိုရှောင်းစီမှာပဲပောက်ကွဲပလိုက်ပါတယ်။ပျော်ရှင်စရာတစ်စက်မှမရှိတဲ့နေ့ရက်တွေခွေးလေးရဲ့စိတ်ပိုးတွေအပြင်မိရင်ဖြစ်သူအတွက်အစာပြေလေးလောင်ဝယ်မကျွေးနိုင်တဲ့သူ့ရဲ့ဘဝကိုစိတ်ကုန်နေပြီဖြစ်ကြောင်းဝမ်းနဲ့ပက်လက်နဲ့အော်ဟစ်လိုက်ပါတယ်။ရှောင်းကအဖေမြန်မြန်တည်သွားရင်ကောင်းမယ်လို့ပြောပါတယ်။ ရှင်တန်နေရတဲ့ဘဝကြီးကစိတ်ပျက်စရာတွေများနေပေမဲ့လှစ်လို့မရှုထားနိုင်နဲ့ကေဗင်ကအိမ်ကခွေးလေးကိုပဲစေကန်းကိုခေါ်လာပေးလိုက်ပါတယ်။2018ခုနှစ်နိုဝင်ဘာလ10ရက်နေ့ရဲ့မနက်ခင်းလေးတခုမှာတော့ဓာအားပေးဆက်သွားလိုက်အတွင်းအပူချိန်လွန်ကဲလာတာကြောင့်မိလာမှုကစတင်ဖြစ်ပွားလာပါတယ်။ Paradise မြို့မှာအနီးအောင်အဆင့်မိလာမှုဖြစ်ပွားနိုင်ကြောင်းမိုးလေဝသကြီးညာသူကလည်းသတိပေးလာပါတယ်။မိလာမှုကြောင့်ရုံးမလမ်းမှာတစ်ပင်တွေပြိုလဲကြနေကြောင်းကေဗင်ရဲ့မန်နေဂျာကသတိပေးနေပါတယ်။ Bus 93အနေနဲ့မိုင်3000ကျော်အမောင်းနေမိတာကြောင့်စွပ်ပြင်းတွေရောက်လာမှာဖြစ်ကြောင်းမန်နေဂျာကအသိပေးနေပါတယ်။ Kevin ရဲ့တာဝန်ကအချိန်နှစ်နာရီကျော်လောက်ကားပြင်နေတာမှာရှိနေရမှာပဲဖြစ်ပါတယ်။ Kevin ကတော့တာဝန်ကိုလက်ခံရရှိကြောင်းပြောပြီးမနေ့ကဒေးလီစာကိုပေးခဲ့လိုက်ပါတယ်။ဒက်စီကမောင်းလာတဲ့ကားသမား Richard ကအဝေးပြေးလန်း80ခူးကားတကားနားမှာတော်မီလောင်နေကြောင်းမိသက်ဌာနကိုသတင်းပို့လိုက်ပါတယ်။ဌာနကလည်းနေရာတိကျကိုစုံစမ်းပြီးမိသက်အဖွဲ့ကိုလွှတ်လိုက်မှာဖြစ်ကြောင်းအကြောင်းပြန်လာပါတယ်။ ဂူဂါဒဒါရဲ့အနည်းဆက်ဆုံးဖြစ်တဲ့မိသက်စခန်းတစ်ခုမှာတော့ဒဒါအနီးမိလောင်နေကြောင်းအပြင်လေတိုင်နှုံးလည်းပြင်းထန်နေကြောင်းသတင်းပေးလာပါရယ်။မိတက်သားတွေလည်းအမြန်ဆုံးအခွင့်အသားတွေကိုစုဆောင်းပြီးဂူဂါဒဒါဘက်ကိုခတ်လာကြပါရယ်။ကေဗင်တာဝန်ယူထားတဲ့ Best 93ကလည်းကျောင်းသားတွေနဲ့အတူရှိနေပါရယ်။ကျောင်းပေါ်ရမယ့်ကျောင်းသားတွေကိုကြိုပြီးတဲ့နောက်တားဖြစ်သူနဲ့ရိုက်ထားတဲ့ဓပုံလေးကိုတစ်ချက်ကြည့်ရင်ဆက်လက်ထွက်ခွာလာခဲ့ပါရယ်။မိလာမှုဖြစ်ပွားတဲ့နေရာကိုမိသက်တပ်ဖွဲ့ရောက်လာတဲ့အခါမှာတော့ဧကတရာကျော်လောက်ပြန့်နှံ့နေပြီဖြစ်ပါရယ်။ ယဒနာကလမ်းမပေါ်မှာလောင်ကျွမ်းနေတာမဟုတ်ပဲတောင်ကြိုင်ဝမ်းမှာဖြစ်နေတာမို့လို့သွားလာဖို့အတွက်အခက်အခဲရှိနေပါတယ်။ကပတိန်ကတော့တောင်ကြားလက်ကနေရသလောက်တိုးဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မိလောင်တဲ့ area ကလည်းတော်တော်ကျယ်လာတဲ့အပြင်မိခိုးငွေတွေကြောင့်နေတဲ့တစ်ဖက်ကဝင်ရောက်လာပါတယ်။တောင်ကြားလက်ဖြစ်တာကတကြောင်မိခိုးလုံးတွေကတကြောင်နဲ့တပ်သားတွေကတော့ပြန်ဆုတ်ခွာဖို့အတွက်ကပတိန်ကိုအသိပေးနေပါတယ်။အလောက်ချိန်ကြီးအချိန်ချင်းခေါ်နေတဲ့မိခင်ဖြစ်သူရဲ့ဖုန်းကိုကောက်လိုက်တဲ့အခါမှာတော့ရှောင်းနေမကောင်းဖြစ်နေကြောင်းကေဗင်သိလိုက်ရပါတယ်။ တချိန်ထဲမှာပဲဌာနချုပ်ကစက်ပြင်စီရာတွေရောက်နေပြီဖြစ်ကြောင်းပြောလာတာမို့လို့ရှောင်းကိစ္စကိုခဏမေ့ထားပြီးစီခေ့ပြီးရဲ့နောက်ဌာနကိုပြန်လာနေဖြစ်ကြောင်းအကြောင်းပြန်လိုက်ပါတယ်။တစ်ဖက်ကမီးသက်ကပတိန်ကတော့မီးလောင်ရနေရာနဲ့နီးကပ်လာပြီဖြစ်တာကြောင့်အကူလွတ်ပေးဖို့အတွက်တောင်းဆိုလိုက်ပါတယ်။မီးလောင်တဲ့နေရာနဲ့နီးလာတာနဲ့အမျှခက်လန်းမရှိဘူးဆိုတာကိုလည်းကပတိန်တို့သဘောပေါက်လိုက်ပါတယ်။ကေဗင်ကရှောင်းရဲ့အဖျားကိုတိုင်းတာဖို့မှာကြားလိုက်ပြီးကန်ဆိုးကျင်တော့စီဆိုင်မှာပါလူပြည့်နေခဲ့ပါတယ်။ ။စီဖြည့်ပြီးတာနဲ့ဘေးပတ်ဝန်းကျင်ရဲ့ကောင်းကင်တစ်ခွင်လုံးမှာတော့မိခိုးလုံးကြီးကထိုးတက်လာနေပြီပဲဖြစ်ပါတယ်။ကန်နာလာမှာလည်းမိလောင်နေပြီးတက်ဆိုင်ရာမိသက်ကလူတွေအားလုံးအဝေးပြေးလမ်း80မှာလူစုနေဖို့အတွက်သတင်းပို့လာပါတယ်။ဒဇနဲ့ဒဇပြန့်ပွားလာတဲ့မိလောင်မှုကအေက300ကနေ400အတွင်းထိဖြစ်လာပါတယ်။အနည်းဆက်ဆုံးအနယ်ရရှိနိုင်တဲ့ရွာလေးကတော့ပူကာလို့အမည်ရပါမယ်။လူမနေတော့တာကြောင့်စိတ်ချသေးရကြောင်းမိသားအဖွဲ့ဝင်တအူးကအခြေအနေတွေကိုတင်ပြနေပါဗျ။ ကပ္ပိန်တို့ကလည်းတောင်ကြားလမ်းကနေတက်ပြီးအပေါ်စီးကရယူဖို့ကြိုးစားပေမဲ့တဖွဲ့တည်းမဖြစ်နိုင်တာကြောင့်အခွင့်ငါးကပါအကူအညီလိုက်ပေးပါရယ်။ပူကာပီးရနဲ့ကွန်ကောဆိုတဲ့ရက်ကွက်တစ်ခုတည်ရှိပြီးမီးနဲ့အတော်လေးဝေးပေမဲ့ကျွန်းတစ်တော်တစ်ခုလုံးအပြင်လူပေါင်း800ကျော်တည်ရှိနေကြောင်းလည်းထပ်မံရှင်းပြနေပါရယ်။မိုင်းငန်းငယ်ဝေးနေပေမဲ့ဒီလိုကူးဆက်နှုံးနဲ့ဆိုရင်အနေရညရာမို့လို့ပြောင်းရွှေ့သတိပေးစာထောက်ခံလိုက်ပါရယ်။ ကေဗင်နေထိုင်တဲ့ Paradise မြို့ကတော့လူဦးရေ2000ကျော်တည်ရှိပေမဲ့မိလောင်မှုဖြစ်ပွားရတဲ့၈မိုင်လောက်ဝေးကွာနေရမှုလို့အစင်ပြေနိုင်ကြောင်းတာဝန်ရှိသူကသုံးသပ်လိုက်ပါတယ်။ရှောင်းရဲ့အဖျားကတော်တော်လေးထိုးတက်နေပြီးသူ့အမေကိုတွေ့ကျင်ကြောင်းပြောလာပါတယ်။ကေဗင်ကတော့ဌာနမှာကားအပ်ပြီးတာနဲ့ကြံလာခဲ့ပြီဖြစ်ကြောင်းလှမ်းပြောလိုက်ပါတယ်။အခုအချိန်လေးမှာတော့မိကကွန်ဂိုလန်အထိရောက်ရှိလာပြီဖြစ်ပါတယ်။ကွန်ဂိုနဲ့စတင်လောင်းတဲ့နေရာက၃မိုင်လောက်ဝေးနေတာကြောင့်ဒါအားလိုက်တွေကနေမိလောင်နေတာဖြစ်ကြောင်းတာဝန်ရှိသူကသဘောပေါက်လိုက်ပါတယ်။ အမှန်တော့မင်းညကလေးကမိလာမှုကို အနီရောင်အဆင့်တတိပေးခဲ့ပေမဲ့လျှက်စစ်ဌာနဘက်ကဓာအားကိုမပိတ်ခဲ့မိတာပဲဖြစ်ပါတယ်။တာဝန်ခံလွှတ်ထားတဲ့ကွန်တောဘက်ကတပ်သားတယောက်ကတော့မီးပွားတွေတော်တော်ပြတ်နေကြောင်းနဲ့ကွန်တောအနေနဲ့ဒီမီးကိုမဖြတ်ကျော်နိုင်ကြောင်းချက်ချင်းပဲအကြောင်းပြန်လိုက်ပါတယ်။အခုအချိန်မှာတော့မီးလောင်မှုဖြစ်ပွားရာနေရာတွေကိုတာဝန်ခံတို့အနေနဲ့လိုက်လို့မရပဲဖြစ်နေပါတယ်။မိနစ်ပိုင်းအတွင်း9မိုင်လောက်ထိပြန့်နှံ့သွားတာမို့လို့တာဝန်ခံတယောက်ခေါင်းချောက်နေရပါတယ်။ ခနာတာလောက်တွေ့ဝင်နေပြီးမိကငနေရလောင်တာမဟုတ်ပဲတနေရဲကနေအ мян ဆုံးကူးပြောင်းနေတာကိုသဘောပေါက်လိုက်ပါတယ်။အဲဒါကြောင့်ကွန်ကောကိုပြောင်းရွှေ့သတိပေးချက်ကနေအမိတ်အနေနဲ့ပြောင်းလဲဖို့အပြင်လေချောင်းအကူအညီပါထပ်တားမှုအတွက်မှာကြလိုက်ပါတယ်။ဘတ်ဌာနချုပ်ကကာသမများအနေနဲ့အနီရောင်မိသတိပေးချက်ကိုနားဆုံနေဖို့လိုချင်သတိပေးလိုက်ပါတယ်။ကေဗင်ကိုလည်းအ мян ဆုံးပြန်လာခိုင်းပြီးမိသားစုကိစ္စရှိနေမယ်ဆိုရင်တော့ဘတ်ကားကိုအရင်လာပို့ဖို့တစ်ချက်လိုအမိတ်ပေးလိုက်ပါတယ်။ ကွန်ကောဘက်မှာတော့ကယ်ဆယ်ရေးအသေးတွေရောက်ရှိလာပြီးပိတ်မိနေတဲ့ပြည်သူတွေအားလုံးကိုကယ်ထုတ်ဖို့စူးစမ်းနေကြပါတယ်။ဌာနချုပ်စကားကိုလွန်ဆန်ပြီးစေးဝင်ဝင်နေတဲ့ Kevin C ကိုတော့အမျိုးသမီးဟောင်း Linda ကဖုန်းဆက်လာပါတယ်။ Linda အနေနဲ့ရှောင်းကိုဂယူးဆိုင်ထားပေးဖို့လိုချင်အပြင်သူမလည်းမကြခင်အဝေးကိုထွက်သွားတော့မှဖြစ်ကြောင်းပြောနေပါတယ်။ Kevin ကတော့ဝေးရတော့မယ့်အသည့်ကိုပဲစိတ်ထဲထည့်ထားရင်ဌာနချုပ်ကိုမောင်းလာခဲ့ပါတယ်။လမ်းတစ်လျှောက်လုံးမှာတော့မိခိုးလုံးကြီးတွေတက်လာနေပြီးဌာနချုပ်ကိုမိသတိပေးချက်များရှိနေလားလှမ်းမေးနေပါတယ် ဌာနချုပ်ကတော့မိကိစ္စကိုမိသက်သမားတွေကတာဝန်ယူရမှာဖြစ်ပြီးခေဗစ်အနေနဲ့ခဏနေလို့မှဘတ်စ်လာမအပ်ရင်အလုပ်ပြုတ်ဖို့သာပြင်ထားဆိုပြီးအပြက်ပြောလိုက်ပါတယ်။ကွန်ဒေါမျိုးကိုနှိမ့်သက်ဖို့အတွက်လေကြောင်းအကူအညီရလာပေမဲ့လေရင်းတိုက်ခတ်မှုကြောင့်အရာမတင်မဲဖြစ်နေပါတယ်။ဒီအချိန်လေးတိုင်းသာဆိုရင် Paradise ကိုပါကူးဆက်သွားနိုင်တာကြောင့်ကွန်ဒေါကိုလက်လျှော့လိုက်ဖို့အတွက်ဆုံးဖြတ်လိုက်ကြပါတယ်။ Paradise ကတော့မဖြစ်မနေကူးဆက်ခံရတော့မှာဖြစ်ပြီးတာဝန်ခံလည်းဒီမိကိုသူတို့မတားနိုင်တော့ကြောင်းသဘောပေါက်သွားခဲ့ပါတယ်။ မယ်ရီလို့ခေါ်တဲ့ဆီယာမတယောက်တာဝန်ယူထားတဲ့အကြောင်းမှာတော့ကျောင်းအောင်ကြီးကမီးလောင်မှုဟာပြင်းထန်လာပြီဖြစ်တာကြောင့်ချက်ရှင်းကလေးတွေကိုအိမ်ပြန်ပို့ဖို့ပြောလိုက်ပါတယ်။တကယ်လို့မိဘတွေရမလာနိုင်အောင်ကြိုးပို့ရေးတစ်ခုကိုစီစဉ်လိုက်မှာမို့လို့အမြန်ဆုံးလူစုထားဖို့အတွက်အမိန့်ပေးလိုက်ပါတယ်။မယ်ရီလည်းကလေးတွေရဲ့မိဘတွေနဲ့ဆက်သွယ်ဖို့အတွက်စူးစမ်းနေပြီးအမြန်ဆုံးအိမ်ပြန်မှုကိုစီစဉ်နေရပါတယ်။ဌာနကိုပြန်မှုအရေးကြီးနေတဲ့ကေဗင်ကိုတော့လင်ဒါကအဖြစ်မရှိတဲ့ကောင်ပါညာဆိုပြီးလှမ်းရင်နေခဲ့ပါတယ်။ သူ့သားနေမကောင်းတာကိုသတိမထားမိတဲ့အတွက်ကေဗင်ကတောင်းပန်နေပေမဲ့လင်ဒါကတော့ယင်မြဲရစ်နေပါတယ်။တပတ်ကဌာနချုပ်ကလည်းအမြန်ဆုံးပြန်လာဖို့ပြောနေတာမို့လို့ယင်ကြောပိတ်နေကြအောင်အကြောင်းပြထားရပါတယ်။လင်ဒါနဲ့ဖုန်းပြောပြီးရဲ့နောက်ရှောင်းစီကိုဖုန်းဆက်လိုက်ပြီးအမြန်ဆုံးပြန်လာတော့မှဖြစ်ကြောင်းပြောကာကားကိုနောက်ပြန်ကွေ့လိုက်ပါတယ်။ဌာနချုပ်ကလည်းအရေးပေါ်သတင်းတစ်ခုထုတ်ပြန်လာခဲ့ပြီးညွန်ကြားရာချီကိုကိုရောင်ကိုဘတ်အားလုံးပြန်လာဖို့အတွက်အမိန့်ထုတ်လိုက်ပါတယ်။ မယ်ရီတို့ကြောင်းဘက်မှာလည်းပြောင်းရွှေ့ခွင့်အမိန့်ကျလာပြီဖြစ်တာကြောင့်မိဘတွေလာမကြိုနိုင်တဲ့ကလေးတွေကိုနီးစပ်ရာဘတ်စလိုင်းနဲ့ချိတ်ဆက်ဖို့အတွက်ကျောင်းအုပ်ကြီးကစီစဉ်နေပါတယ်။မကြခင်မှာပဲကျောင်းအုပ်ကကေဗင်တို့ရဲ့ဌာနချုပ်ကိုဆက်သွယ်လာခဲ့ပြီးကျောင်းသား23ယောက်နဲ့ဆရာ2ဦးအတွက်နီးစပ်ရာဘတ်တစ်စီးကိုလွှတ်ပေးဖို့ပြောလိုက်ပါတယ်။မန်နေဂျာကလည်းဘတ်စလိုင်းအားလုံးကိုစစ်ဆေးပြီးနောက်ကားအလွတ်ဖြစ်နေတဲ့ဘတ်များရှိရင်အမြန်ဆုံးဖန်ဒိုဆာကျောင်းကိုသွားပေးဖို့အတွက်အမိန့်ထုတ်လာပါတယ်။ဖန်ဒိုဆာလမ်းကြောင်းတစ်ချောင်းမှာရှိနေတဲ့ဘတ်တော်တော်များများကလည်းလူပြည့်နေပြီပဲဖြစ်ပါတယ်။ လူတယောက်မှမရှိတဲ့ bus တစ်စီးလည်းရှိနေပြီးယင်မောင်းကတော့ Kevin ပဲဖြစ်ပါတယ်။တစ်ဖက်ကသားဖြစ်သူတစ်ဖက်ကလည်းမိဘတွေလာမကြိုနိုင်တဲ့ကလေး23ယောက်ဝေဝဲရခတ်နေတဲ့ Kevin လည်းနောက်ဆုံးမှာတော့ကလေးလေးတွေကိုပဲကယ်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်။ခန်းနာချုပ်ကို93တရှိနေကြောင်းပြောလိုက်ပြီးကျောင်းပေါ်အမြန်ဆုံးသွားနေပြီဖြစ်ကြောင်းသတင်းပို့လိုက်ပါတယ်။မန်နေဂျာကလည်းပြုပြင်ထိန်းသိမ်းတာကိုနောက်မှလုပ်လို့ရကြောင်းဒီကလေးတွေကိုသာသွားခေနိုင်ရင် Kevin အတွက်အကျိုးကျေးဇူးရရှိနိုင်ကြောင်းအားပေးလိုက်ပါတယ်။ ကျောင်းကိုရောက်တာနဲ့ကလေးတွေကိုကားပေါ်တက်ခိုင်းလိုက်ပြီး Alice ရဲ့ကောင်လေးကတော့သူ့မိဘတွေကခေါ်သွားတာကြောင့်ကားပေါ်မှာကလေးစုစုပေါင်း22ယောက်ခွဲကျန်ရှိနေပါတယ်။ Mary ကနေခဲ့ဖို့စူးစမ်းပေမဲ့ Mary အနေနဲ့ကတော့လိုက်လာဖို့လိုအပ်ကြောင်း Kevin ကထောက်ပြလိုက်ပါတယ်။ကျောင်းတော့ခိုက်ရမယ့်ကိစ္စကိုကျောင်းအောင်ကြီးစီမှာပဲအံ့နံထားလိုက်ပါတယ်။ Kevin တို့သွားမယ်ချီကိုလန်းကျောင်းမှာရင်ကျောပိတ်ဆို့မှုဖြစ်ပွားနေပါတယ်။မိသက်တာဝန်ခံကလည်းမိကိုမငြိမ်းတော့ပဲအားလုံးမျိုးပြင်ထွက်မှလွတ်မြောက်နိုင်မယ်ဆိုပြီးအပြည့်ပြောလိုက်ပါတယ်။ စစ်ဘက်ဆိုင်ရာကလည်းကယ်ဆယ်ရေးမှာမိသက်တာဝန်ခံနဲ့ပူးပေါင်းခဲ့ပြီးအခုလက်ရှိထိရရှိထားတဲ့သတင်းကိုတင်ပြပေးပါရစေ။ဘတ်ဌာနချုပ်မှာတော့အရှိ Paradise ကိုဘတ်တော်တော်များများရောက်နေပြီဖြစ်ပါတယ်။ကြံခဲ့တဲ့ကားဆိုလို့ Kevin ရဲ့နံပါတ်93ပဲဖြစ်ပါတယ်။မန်နေဂျာကလည်း Kevin ကိုဆက်သွယ်ဖို့ကြိုးစားပေမဲ့အဆင်မပြေတာကြောင့်တော်တော်လေးစိတ်ပူနေခဲ့ပါတယ်။ဆက်သွယ်ရေးလိုင်းတွေလည်းဖျက်ချထားပြီဖြစ်ပြီး Kevin တို့ကလည်းကားရန်ကြီးနောက်မှာမိနစ်30လောက်စောင့်နေရအောင်ပါပဲဖြစ်ပါတယ်။ Mary ကမိ गो တွေမဝင်လာဖို့အတွက်တကားတွေအားလုံးကိုပိတ်ချခံလိုက်ပါတယ်။ ကားရန်ကိုစောင့်နေရင်အန်ရယ်ပိုရှိနိုင်တာကိုသဘောပေါက်တဲ့ကေဗင်ကသူ့ရဲ့ကားမောင်းစကေးနဲ့ယင်ကြောကနေရအောင်ထွက်ခဲ့ပါတယ်။အမီယောင်ထုတ်ပြန်ချက်ကအားလုံးကိုမြို့ပြင်ဘေးကင်းရာကြီးထွက်သွားကြဖို့ပေါက်ထွက်လာခဲ့ပါတယ်။မန်နေဂျာလည်းကေဗင်အတွက်တော်တော်လေးစိတ်ပူနေရပြီးကံကောင်းပါစေလို့သာဆုတောင်းနေရပါတယ်။မိခိုးလုံးတွေကြောင့်တောင်းလဲနေတဲ့ကလေးတွေကိုအမြန်ဆုံးအိမ်ပြန်လိုက်ပို့ပေးမှဖြစ်ကြောင်းအမေရိကနှစ်သိမ့်ပေးပါတယ်။ မန်နေဂျာကတော့ Kevin စီကိုဆက်သွယ်ဖို့ကြိုးစားနေပြီတကယ်လို့ဆက်သွယ်ရေးသားအဆင်ပြေသွားခဲ့ရင်ကလေးတွေကိုနေရက်အသေးသေးပြန်ဖို့ပဲလို့မရတော့တာကြောင့်ချီကိုကိုအပါခေါ်ခဲ့ဖို့မှာကြခဲ့ပါတယ်မန်နေဂျာတို့နေထိုင်နေတဲ့အရှိပါရာဒိုက်စ်ထိပါမိကူးလာပြီးဖြစ်တာကြောင့်ဌာနချုပ်ကိုထားပြီးအများဆုံးခတ်သွားခဲ့ရပါတယ်မိသက်တာဝန်ခံကလည်းတက်နိုင်သမျှဆေးကူတွေခေါ်ဖို့အပြင်လေတက်တွေရောအဆင်ပြေလားမေးပေမဲ့လေတိုင်းတုံးကြောင့်ဘယ်လေရင်မှဝင်မရတာကိုသိလိုက်ရပါတယ်အဲ့ဒါကြောင့်ရင်ကျော်ပိတ်ဆို့မှုကိုအရင်ရှင်းလင်းလိုက်ဖို့အမိန့်ပေးလိုက်ပါတယ် မိကအင်တာအင်ဂျင်ဆက်ပြီးလောင်နေပြီဖြစ်တာမို့လို့အခုကိစ္စဟာမြို့မီလောင်နေကိစ္စဖြစ်ကြောင်းလည်းတရားဝင်ထုတ်ပြန်လိုက်ပါတယ်။အဝေးပြေးလမ်းပေါ်ရောက်လာတဲ့ကဲဘင်တို့ကားကတော့မိစားတွေဆက်ပြီးဆင်လာခဲ့ပါတယ်။ခလေးတွေကိုပင်းမောင်နာမကတ်ဖို့မှားရင်းနဲ့ရင်ကြောပိတ်ဆို့မှုကိုကြုံလိုက်ရပြန်ပါတယ်။အဲဒါကြောင့်မယ်ရီကိုကောင်းမောင်းလိုက်ထားပြီးမိသားဝန်ထမ်းတအုပ်ကိုခလေး၂၂ယောက်စလုံးကိုကယ်တင်ရမှာဖြစ်လို့ကူညီပေးရန်တောင်းဆိုလိုက်ပါတယ်။ကဗမဲလည်းမိသက်ကားတွေကအရင်ဖြတ်ဖို့လိုကြောင်းပြန်လည်ဆင်းပြရသေးပြီးဘာမှမတက်နိုင်တဲ့ကေဗင်လည်းကားတိုင်းကိုဘေးကပ်ပေးဖို့လိုက်ပြောနေရပါတယ် ကားရဲ့ဘေးကပ်ပေးတာနဲ့မိသားကားတိုင်းကိုအရင်သွားခိုင်းပြီးသူတို့ရဲ့ဘတ်ကိုပါလမ်းကြောင်းပေါ်မှာခွက်ခိုင်းလိုက်ပါတယ်။ကေဗင်ရဲ့စူးစမ်းမှုကြောင့်ယင်ကြောပိတ်ဆို့မှုကလည်းလွတ်မြောက်လာခဲ့ပေမဲ့ဇလားလင်းကတော့ဒီမှာအဆုံးသတ်မဟုတ်သေးပါဘူး။တဖြည်းဖြည်းနဲ့ပိုပြီးထူထဲလာတဲ့မိโกလုံးကြီးတွေကြောင့်ကေဗင်ကားကလည်းထိုးရက်သွားခဲ့ပါတယ်။ကလေးတွေအားလုံးကိုကားပေါ်ကနေဆင်းခိုင်းပြီးလမ်းလျှောက်ခိုင်းမှုကြတော့လေမိတွေအားလုံးကဝိုင်းထားပြီးဖြစ်တာကြောင့်ကေဗင်တယောက်စိတ်ပြက်လက်ပြက်နဲ့ငိုကြွေးနေခဲ့ပါတယ်။သူ့ဘဝတခြားတော့ပျော်စရာတွေမရှိခဲ့ပေမဲ့ဒီတစ်ခေါက်မှာတော့သူအကောင်းဆုံးကြိုးစားခဲ့ကြောင်းမယ်ရီကိုယင်ဖွင့်လိုက်ပါတယ်။ မယ်ရီကတော့တကယ်သာအကောင်းဆုံးကြိုးစားခြင်းအားမလျှော့ဖို့အတွက်ပြောလာပါတယ်။ကေဗင်လည်းအနီးအနားကမီးအနှိုင်းငယ်ကိုလိုက်ငင်းရင်ကားဆန်နှိုးဖို့အတွက်ကြိုးစားကြည့်နေပါတယ်။ကံကောင်းခြင်းတော့ကားဆန်နှိုးလို့ရသွားပြီးကေဗင်လည်းကားကိုအရှိန်ကုန်နဲ့မောင်းလိုက်ပါတယ်။မိဘငွေကြောင့်အပြန်လန်းဆိုတာဘာမှမသိသလိုအလားလန်းဆိုတာဘာမှမသိရပေမဲ့ကေဗင်ရဲ့ကလေးတွေကိုကယ်ခြင်းတဲ့စိတ်ကပြင်းပြနေခဲ့ပါတယ်။မီးလောင်နေတဲ့တောအုပ်တွင်ခက်ခက်ခဲခဲကားကိုမောင်းနေရပြီးခလေးတွေကလည်းသူတို့မသေးခြင်းသေးကြောင်းအော်ဟစ်နေကြပါသေးတယ်။ အခက်အခဲများစွာကိုကယ်ဗင်တယောက်စူးစမ်းပန်းစားကြော်ဖြတ်ခဲ့ပြီးတဲ့နောက်လမ်းမကြီးတစ်ခုပေါ်ကိုရောက်ရှိသွားပါတယ်။ပထမဆုံးအနေနဲ့အလင်းရောင်တစ်ခုကိုခန်းစားလိုက်ရပြီးသူတို့လွတ်မြောက်သွားပြီဆိုတာကိုကယ်ဗင်တို့နားလည်လိုက်ပါတယ်။ချီကုံမျိုးပေါ်ကိုကယ်ဗင်ရဲ့ Nice Story ကကိုမြင်လိုက်ရတဲ့အချိန်မှာပဲ Clearian မိဘတွေကဝမ်းမတသာနဲ့ကြိုဆိုကြပါတယ်။ Mary နဲ့ Kevin လည်းအပြန်အလှန်ချီးကျူးနေကြရင်တယောက်နဲ့တယောက်ဖတ်လိုက်ကြပါတယ်။ကယ်ဗင်လည်းရောက်ရောက်ချင်းမိငယ်ဖြစ်သူနဲ့တားဖြစ်သူတို့ကိုလိုက်ရှာခဲ့ပါတယ်။ ပြန်ကောင်းချင်တော့အင်ကြီးချင်းဖြစ်သူကကယ်တင်ပေးထားတာဖြစ်ပြီးနှစ်ယောက်စလုံးကိုအန္တရာယ်ကင်းကင်းလိုက်ပြတ်ဆုံးဝင်ရလိုက်ပါတယ်။မထင်မှတ်ထားတဲ့ပေါ်ဆမှုတွေတစ်ခုကြောင့် Paradise တက်မြို့လုံးမှာတော့မိသွေးအောင်ပြောင်းသွားခဲ့ရပါတယ်။ Kevin ကလည်းသူ့ရဲ့ဘဝတစ်ချက်လုံးကိုဘဝကိုအသုံးမချဘူးလို့ခံစားနေရသမျှကအခုချိန်မှာတော့ယုံကြည်မှုတွေပြန်ရှိလာပြီပဲဖြစ်ပါတယ်။မိလောင်ပြကြနေတဲ့သူ့ရဲ့အိမ်လေးကိုကြည့်ရင်ဇလန်းလေးကတော့အဆုံးသတ်သွားခဲ့ပါတယ်။